တ်ရရရိုက်တဲ့နေမှာငလျင်လှုပ်သွားတဲ့နေပေါ့နော်ဒါပေမဲ့ရိုက်ရိုက်ချင်းမှာဖြစ်ဖြစ်ချင်းမှာမီနိုကတကယ်စတင်ရေးချပြီမီနိုဆိုလောင်အိမ်ထဲမှာဟိုတော့ကြီးအကြီးခတ်ပြီးတော့ပိတ်မိနေတဲ့အချိန်ဆိုတော့အပေါ်မှာလည်းမီဆိုင်ကြီးလှုပ်နေဆိုတော့အဲ့လောက်ထိဆိုးရွားမယ်လည်းမထင်ဘူးပေါ့နော်ငလျင်လှုပ်ချင်းနုပြင်တယ်အပေါ်ကမီလုံးဒါကြီးလန်ချအောင်ပဲပြီးတော့တချို့ဟာလေးလို့တေချာလေးခိုင်အောင်မဆောက်ထားတော့နည်းလေးလို့ ကိုင်လိုက်လွတ်သွားတာရှိရဲ့ခါကျလွတ်တကယ်ပြိုသွားလို့ရှိရင်အဲ့ဒီကြီးလာဆိုင်ပါလေအလိုမျိုးပေါ့နော်တယောက်တောင်လာရေးထားတယ်လို့အာဒီ quality ထိန်းထားပါတော့ဒီ quality ကအကောင်းဆုံးအဲအရန်ကောင်းတယ်ပေါ့နော်ပေါ့ပေါ့ပေပေမဟုတ်ဘူးပေါ့ဒါပေမဲ့မင်းတို့ကပေါ့ပေါ့ပေရိုက်ခဲ့တာတခုမှမရှိဘူးလေ အဲလောင်ရီတချင်းလေးကမင်းတို့စီမှာရှိနေရတော့ဒီကိုဗစ်မတိုင်ခင်ရပါတော့ကိုဗစ် first wave မတိုင်ခင်ကတည်းကွာဒီတချင်းလေးကမင်းတို့လက်ထဲမှာရောက်နေရအဲ့ဒါတငယ်ချင်းရှိုင်းဝင်ရရေးပေးရပါတော့ဆိုတော့သူကိုယ်တိုင်ဆက်ပေးထားတဲ့တငယ်အဲတချင်းလေးပေါ့ဆိုတော့အနှောင်ဖွဲ့ပြီးလို့ရှိရင်ဒီဟာလေးကတော့မင်းတို့အတွက်အာ official ထပ်ထွက်တဲ့တချင်းလေးပေါ့နော်ဂျားထဲမှာတော့သူနဲ့ဇက်ဝင်တီးတော့送သေးရနှစ်ခုလောက်တော့ ဇဝင်တီရတော့ဇဝင်တီတသက်ဒါပေမဲ့မင်းတို့ဘက်ကနေပြီးတော့ officially ထွက်တဲ့တခြင်းကတော့ဒါဒုတိယမြောက်တခြင်းလေးပေါ့စိတ်ပူတာမျိုးကြီးရှိလားဆိုတော့လှောင်ရင်ကျတော့လေးကိုတခြင်း type ကအဲ့ဒီအနောင်ဖွဲ့တခြင်းလေးနဲ့မတူဘူးပေါ့နော်မတူတဲ့အခါကျတော့သူ့ရဲ့ပုံစံလေးကကျတော့နည်းနည်းလေး gothic ဘက်သွားတယ်သွားတယ်ဆိုတော့မင်းတို့အကြိုက်မျိုးလည်းဖြစ်တယ်ဒါပေမဲ့ तू ကဘာဖြစ်လို့အဲ့အကြောင်းအရာကိုဆက်လဲဆိုတော့ तू ကတော့အမြင်နဲ့ပတ်ဝန်းကျင်မှာဖြစ်ပြနေတဲ့အကြောင်းအရာကို तू ဆက်တာအများကြီးပေါ့နော် ဆိုတော့ဘဝင်ကျင်မှာအဲကိုကဒီအိမ်တော်တစ်ခုမှာအချင်းကြနေရတဲ့အမျိုးသမီးတယောက်ပဲဖြစ်အမျိုးသားတယောက်ပဲဖြစ်ပေါ့အဲ့လိုပုံစံမျိုးလေးကိုဆက်ထားတာပေါ့နော်သူကသူလိုချင်တဲ့အချင်းမျိုးကအဲပုံစံမကျတဲ့အခါကျတော့သူ့ကိုယ်သူလောင်ပိတ်ခံနေရတဲ့အချင်းမျိုးလေးပေါ့ဟုတ်အချင်းမျိုးပေါ့အဲဟုတ်မနေပြောင်းနောက်ဆုံးမီးနိုပါကိုကိုကိုပိတ်လောင်ခံနေရတဲ့ကောင်မလေးတယောက်ပေါ့နော်အဲ့လိုပေါ့အတိုင်နဲ့မာနာရင်ရောထွေးပြီးတော့ ပိတ်လန့်ခံနေရတဲ့အချက်မျိုးပေါ့အဲ့လိုမျိုးရတ္တကိုဖော်ကျူးထားတာဟုတ်အဲခန်းစားချက်ကမကိုက်ညီပါဘူးဆိုခန်းစားချက်ကတော့ ပြောရမယ်ဆိုဒီအဲ့လိုမျိုးအရန်ဟို dramatic ဖြစ်တဲ့ဟာမျိုးပေါ့နော်နည်းနည်းအဲ့လိုဟာမျိုးဆိုမင်းတို့အရန်ကြိုက်ရတယ်ဟိုကိုကိုကိုအဲ့လိုအရန်ဟိုယူနေ character မျိုးတွေအဲ့လို villain character မျိုးတွေအဲ့လိုမျိုးတရေလိုပုံစံမျိုးတွေ vampire တို့ harley queen တို့အဲ့လိုမျိုးဆိုအရန်သဘောကျတာဆိုတော့အရန်အတင်းလောက်ယူကြတော့မလို့ quality တော့ကြာနေ quality တော့ကြာကိုစိတ်ယုံလေးနဲ့ကိုကြိုက်တဲ့စိတ်ယုံလေးနဲ့ quality လေးပဲကြာဟုတ် ဆိုအဲဒီဇိုင်နာနဲ့အပ်ပြီးရိုက်ကြတာတော်တော်များများပါပဲ artist တွေတော်တော်များများလို့ပဲအပ်ပြီးရိုက်ကြတာပဲဆိုမင်းတို့ကဒီတချင်းလေးကဟိုမမရရရိုက်တဲ့နေမှာငလင်လှုပ်သွားတဲ့နေပေါ့နော်ငလင်လှုပ်တဲ့နေဆိုတော့ဟိုအမတ်တရဗီဒီယိုဖိုင်လေးလေးရိုက်ထားရရှိရပေါ့နော်ငလင်လှုပ်ခြင်းနုပြင်ပေါ့ပေါ့မီလုံးဒါကြီးလန်ကြအောင်ပဲ ဆိုတော့အဲ့နေရာလေတကြံကာလမှာဖြစ်တဲ့အခါကျတော့ဟိုဒီအချိန်မှာတချင်းကထုတ်ဖို့လိုအပ်ပြီလीဆိုတော့လိုအပ်ပြီဆိုတော့ဒီတချင်းလေးကိုထုတ်လိုက်တာပါပြီးတော့အချိန်နဲ့အခါနဲ့အဲကလန်ဒီတန်အဲ့လိုမျိုးပေါ့အဲ့ဒါလေးကြီးကြည့်ပြီးတော့ဒါထွက်ဖြစ်သွားတာလည်းပါတယ်ပေါ့နော်အခုလောင်းရင်တချင်းလေးကကျတော့မင်းတို့အရန်ကြိုက်တဲ့ character ပုံစံလေးနဲ့မင်းတို့ရိုက်ဖြစ်တာဆိုတော့ဒီတချင်းလေးကလည်းရိုက်ပြီးသားဆိုတော့ထွက်ဖြစ်သွားတာပေါ့အပြာပြီးတော့နောက်တစ်ပုတ်ထပ်ထွက်ပါတော့နောက်တစ်ပုတ်ထပ်ထွက်ပြီးလို့ရှင်တော့ခဏနားမယ်ပေါ့ဟုတ် Long in late in my pain me တဲ့ငယ်ကလေးဟာမင်းတို့ကတော့တချင်းမျိုးစားတွေတိတ်တော့မရွေဘူးအဲကြိုက်တဲ့အထင်မှာတော့ပါတယ်ဒါပေမဲ့ gothic ကကျတော့နည်းနည်းသူက power powerful ဖြစ်တဲ့ပုံစံမျိုးတွေပေါ့နော်အတန်နည်းနည်း all တဲ့အဲသူမျိုးတွေနေလဲဆိုပို့ပြီးတော့ဟိုလိုက်ဖတ်တယ်ဗောနော်ဆိုတော့မင်းတို့ကကြတော့ဒီ ever living ဘက်ကိုပို့ပြီးရသဘောကြ Gothic တော့မဟုတ်ဘောမင်းတို့က pop rock ဘက်တွေပေါ့အရင် rock sound အရင်လည်းမကြိုက်ဘူးဗောနော်ဆိုတော့ဒီတခြင်းလေးကတော့မင်းတို့သဘောကြပါတယ်သဘောကြလို့လည်းမင်းတို့ထုတ်တာဗော ဟုတ်တယ်အဲ့လိုပါမလဲမင်းတို့ဆိုတာမျိုးကတစ်ချိန်ပြတာလို့ရမှာလေဆိုခုနပြောသလိုမင်းတို့ကအကောင်းဆုံးနေရိုက်ပေးတယ်ပြိတက်တွေကိုဆိုတာမင်းတို့ကအကောင်းဆုံးကိုမင်းတို့ကခြားပြချင်တာခြားပြလို့ရတဲ့အနေထားမှုလို့လည်းမင်းတို့ရတာပေါ့နော်မရနိုင်တဲ့အနေထားကြီးအတင်းစွတ်လုပ်ပြီးလိုက်ပြတာလည်းမရှိဘူးပေါ့နော်ကိုတက်နိုင်တဲ့ဒီအတိုင်းတာတစ်ခုပေါင်းအတွင်းနေရတယ်မင်းတို့ဘလို့လုတ်ပြရင်ကောင်းမလဲဘလို့အတိုင်းတာနဲ့ဘလို့အကောင်းဆုံးလုတ်ပြရင်ကောင်းမလဲဆိုတော့စိတ်မျိုးနဲ့အဲ့လိုမျိုးပေါ့နော် ချပြတာပေါ့ဟုတ်အယောက်တောင်လာရေးထားတယ်လို့အာဒီ quality ထိန်းထားပါတော့ဒီ quality ကအကောင်းဆုံးအဲအရန်ကောင်းတယ်ပေါ့နော်ဟိုပေါပေါပေပေမဟုတ်ဘူးဒါပေမဲ့မင်းတို့ကပေါပေါပေရိုက်ခဲ့တာတခုမှမရှိဘူးဆိုတော့အခုမှစတွေ့ရတဲ့သူတွေကြတော့ဒီအရာကိုတို့ကဟို recommend ပေးရဆိုပေမဲ့မင်းတို့ကတော့တိတ်ပြီးလက်မခံချင်တာမင်းတို့ရဲ့တပိုင်းကြောင်ကြီးလိုက်လို့ရှင်မင်းတို့အကောင်းဆုံးရိုက်ခဲ့တာကြီးပဲဘယ်တစ်ခါမှအဲ့လို ဟိုရှူပြီးတော့ရိုက်ခဲ့ရလည်းမရှိဘူးဖြစ်သူလိုရိုက်တာလည်းမရှိဘူးပိုပိုပဲရိုက်တာလည်းမရှိဘူးပြန်ဆိုတင်းမို့လို့ဖြစ်သူလိုရိုက်မယ်ဆိုတာမျိုးလည်းမရှိဘူးအဲဒီတချင်းကတော့ဟလာပြိတ္တတွေအားပေးနေလို့ဖြစ်သူလိုရိုက်လိုက်မယ်ကွာဆိုတာမျိုးလည်းမရှိဘူးဆိုတော့ကိုအကောင်းဆုံးချပြခဲ့တာပဲဗောနော်အဲ့တော့ကိုမကြည့်ရသေးရပြိတ္တတွေလည်းဖြစ်နိုင်မင်းတို့ရဲ့အဲတမိုင်းကြောင်ဗောနော်မင်းတို့ရှောက်ခဲ့လမ်းဗောမင်းတို့ရဲ့အမှုပညာမှတ်တိုင်တွေအကုန်သွားပြီးကြည့်စီခြင်းလဲအကောင်းဆုံး လုပ်ခဲ့တာကြီးပေါ့ဗျာဒီတစ်ခုကိုထိန်းနေအောင်ထိန်းသွားတာပေါ့မင်းတို့ဆိုတော့အဲလူတယောက်ကအဲသူဆိုတာဘလို့တချင်းမျိုးကြီးဆိုတော့ဆွေးတချင်းကြီးဆိုတော့ဘက်လက်ဆောင်မျိုးကြီးဆိုတော့ပညာပြရတဲ့ချင်းမျိုးတွေဆိုတော့ပြီးတော့မင်းတို့မှာပြန်ဆိုတေးတွေရှိလားပြန်ဆိုတေးတွေရှိရဲဒါပေမဲ့အများကြီးမရှိဘူးဒါပြန်ဆိုတေးတောင်မှမင်းတို့သဘောကျတဲ့အမှပေါ့နော်မမီခဲ့တဲ့ချင်းလေးပဲမင်းတို့ပြန်ဆိုတယ်အဲ့လိုတော့တိတိတန်တန်လေးပေါ့တစ်ခုတစ်ခုကိုပြမယ်ဆိုဒီအဆိုတော့ဒီလိုပုံစံမျိုးဆိုတာမျိုးမင်းတို့ကဖြစ်ချင်ဖြစ်ချင်တာ အဲ့တော့ကိုယ့်ရဲ့ဟိုဒီအမှုပညာအလန်းချောင်းတစ်ချောင်းမှာကိုကိုပုံစံလေးကိုအနေထားနဲ့ကိုရှောက်တဲ့လမ်းဟိုလိုပေါ်လွင်ချင်တာပေါ့နော်ကိုယ့်ရဲ့ဟိုစံနှုန်းထားတာအရာတွေပေါ့ဟုတ်ပြီးတော့ဒီတစ်ချိန်လေးရိုက်တဲ့အချိန်ကဟိုငလင်တန်းဖြစ်သွားတဲ့အချိန်ဆိုတော့နောက်နေ့ဒီမှာရိုက်မယ်ဆိုရင်တော့ကိုရီးယားရိုက်ဖို့အားအိမ်ရှိချင်မှရှိမှာဒါပေမဲ့ရိုက်ရိုက်ချင်းမှာဖြစ်ဖြစ်ချင်းမှာမင်းတို့ကတကယ်စတင်ရင်းချပြီမင်းတို့ဆိုလောင်အိမ်ထဲမှာဟိုတော့ကြီးအကြီးခတ်ပြီးတော့ပိတ်မိနေတဲ့အချိန်ဆိုတော့အပေါ်မှာလည်းမီးဆိုင်ကြီးလှုပ်နေတယ် ဆိုတော့အဲ့လောက်ထိစိုးရွားမယ်လည်းမထင်ဘူးเนาะပြီးတော့မှအဲ့လိုစိုးရွားတဲ့တည်နေကြတဲ့အခါကျတော့တကယ်လည်းစိတ်မကောင်းဘူးเนาะပြီးတော့မမရရဒီတချင်းလေးထွက်တော့ဟိုမောင်လေးတွတ်တွတ်တွတ်ရဲ့အမိဆုံးသွားအဲ့ဒီထွက်တဲ့ရက်မှာပဲဆုံးသွားဒီလောင်ရင်ထွက်တဲ့ရက်မှာပဲဆုံးသွားဆိုတော့တကယ်သူ့အတွက်လည်းစိတ်မကောင်းဘူးအေးလေတော်တော်ကြာတယ်ပဲပေါ့။အားကြောင့်တိရပါ့။ အဲရိုက်တဲ့အချိန်မှာအကုန်လုံးကမင်းတို့ဆိုလောင်ရင်းရမှာလောင်ရင်းကင်မျိုးလိုထားထိုင်မျိုးလိုနေနေလာလောင်ရင်းဆိုဒီလိုရခါရမ်းနေတာဒါပေမဲ့တယောက်မှတော့ထွက်မပြေးသွားကြပါဘူးအဲ့မင်းတို့ကအဲ့ forever group အိမ်မြောက်တော့ကအဲ့အဲ့အဲ့ production မှာရိုက်တာဆိုတော့အကုန်လုံးကထွက်တော့မပြေးဘူး spiderman နေလို့ပဲအကုန်လုံးကအဲ့လိုဝတ်နေကြတယ်လက်လီထောက်ပြောဟဲ့ပြိုသွားရအကုန်လုံးပါကုန်မှာသိရမလားကိုကိုကိုတွေကအဲ့ဒီဟိုဟိုလောင်ရင်းကြတော့တန်တန်တန်လောင်ရင်းလို့ပေါ့နော်ပြီးတော့ တချို့ဟာလေးလို့တေချာလေးခိုင်အောင်မဆောက်ထားတော့နည်းလေးလို့ကိုင်းလိုက်လွတ်သွားတာရှိရခါကျလွတ်တကယ်ပြိုသွားလို့ရှိရင်အဲ့ဒီကြီးလာစိုက်ပါလေအဲ့လိုမျိုးကြီးပေါ့နော်ဒါပေမဲ့ငလင်းဆိုတော့ပုံမှန်လှုပ်တယ်လို့ပဲထင်တာအဲ့လိုရိုးရိုးပဲထင်တာမကြုံဘူးအဲ့လောက်တိဆိုရမယ်လည်းမထင်ဘူးဟုတ်တယ်ဟုတ်တယ် तू ကအဲ့ဒီဟိုပြေးတဲ့အခါအဲ့လိုကင်မရာကြီးရောအဲ့လိုဘိုက်မှာပတ်ထားပြီးရောလीသူ့ရဲ့အဲ့မျက်နှာ motion လို့လိုချင်တာလိုချင်တဲ့အခါကျတော့အဲ့လို လေးလဲလေးပဲပြေးတာလည်းပြေးပြီးတော့အဲ့ချိန်တော့မင်းတို့ဂျင်မစော့သေးလေဂျင်မစော့သေးတဲ့အခါကျတော့ခန္ဓာကိုယ်ကလည်းနည်းနည်းလေးဟိုဝါနေမောနေအဲ့လိုမျိုးတဲရတာဒါပေမဲ့ဖမဲ့ရအမှတ်တရပါပဲဟိုတကယ်ဟိုကောင်းထက်စွာစီလီပေါ့နော်ဒါရိုက်တာစီလီကတကယ်ကိုမင်းတို့အမှတ်တရလေးပေးခဲ့တာပေါ့နော်တင်ငန်းစာလေးရောဘဝတင်ငန်းစာရောပေးအေးအဲ့လိုမျိုးရောပေးခဲ့